ရုရှားနျူကလ িয়ার တပ်တွေရဲ့စစ်ရေးလေ့ကျင့်မှုအစီအစဉ်တစ်ခုကိုသမ္မတဗလာဒီမီယာပူတင်ကိုယ်တိုင်ကုတ်ကဲခဲ့တယ်လို့ရုရှားအစိုးရက ကြေညာခဲ့ပါတယ်။ရုရှားသမ္မတရုပ်ဆိုင်ရာကရင်လင်နန်းတော်ရဲ့ထုတ်ပြန်ချက်မှာတော့နိုင်ငံရဲ့နျူကလ িয়ার တပ်ဖွဲ့တွေတိုက်ပွဲဝင်အဆင့်၄ကြားအသင့်ရှိနေဖို့ရည်ရွယ်ပြီးလှုပ်ဆောင်ခဲ့တဲ့အောက်တိုဘာ22ရက်ကစစ်ရေးလေ့ကျင့်မှုကိုပူတင်ကိုယ်တိုင်ကြီးမှုခဲ့တာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ပူတင်ကရုရှားစစ်တပ်ထိန်းချုပ်ရာရှိတွေနဲ့အွန်လိုင်းကနေအစည်းအဝေးတစ်ခုပြုလုပ်ရမှာ ရုရှားဟာကြိုတင်ပြင်ဆင်ထားတဲ့စစ်ရေးလေ့ကျင့်မှုတစ်ခုကိုလှုပ်ဆောင်ခဲ့တယ်လို့ပြောကြားသွားပါတယ်။တစ်ဖက်မှာတော့ဒါကယူကရိန်းစစ်ပွဲရဆိုင်ရေးကိစ္စပူတင်နဲ့အမေရိကန်သမ္မတထရမ့်တို့ဟန်ဂေရီနိုင်ငံမှာမျက်နှာစုံကြီးဆွေးနွေးဖို့သဘောတူထားတာကိုအမေရိကန်ကတစ်ဖက်သက်ဆိုင်းငံ့လိုက်တာနဲ့လည်းတိုက်ဆိုင်နေပါတယ်။အဲ့ဒီလေ့ကျင့်မှုအပြီးနောက်ပိုင်းကြာမှာတော့အမေရိကန်ကရုရှားရဲ့အကြီးဆုံးရေနံကုမ္ပဏီနှစ်ခုကိုစီးပွားရေးပိတ်ဆို့အရေးယူမှုတွေတတ်မှတ်ကြေညာခဲ့ပါတယ်။ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့အဆိုအရ ကြီးတက်ရေတက်နဲ့လေတက်ရဲ့နျူကလ িয়ার လက်နက်တွေကင်တွယ်ကြတဲ့ unit တွေဟာအောက်တိုဘာ22ရက်နေ့စစ်ရေးလေ့ကျင့်မှုမှာချိတ်ဆက်ပူးပေါင်းခဲ့ကြတယ်လို့သိရပါတယ်။နောက်ပြီး TU95MS မဟာဗျူဟာဘုံကျဲလေယာဉ်ကြီးတွေကလည်းမြေပြင်ပစ်မှတ်တွေကို cruise ဒုံးကျည်တွေပစ်ခတ်တဲ့လေ့ကျင့်မှုတွေလုပ်ခဲ့ကြောင်းကာကွယ်ရေးဝန်ကြီးဌာနကဆိုပါတယ်။ရုရှားဟာအရင်ကလည်းနျူကလ িয়ার ကာကွယ်ရေးဆိုင်ရာစစ်ရေးလေ့ကျင့်မှုတွေကိုလှုပ်ဆောင်ခဲ့ပူးပြီးမနစ်ကအောက်တိုဘာလမှာလည်းအလားတူလေ့ကျင့်ခဲ့ပူးပါတယ် ်ပူတင်ကတော့ရုရှားရဲ့နျူကလ িয়ার လက်နက်တိုက်ကမဟာဗျူဟာအင်အားချိန်ခွင်ရှာထိန်းချုပ်မှုတွေအတွက်အထူးအရေးပါတယ်လို့ပြောကြားထားမှုပါတယ်ရှင်။